အမျော်မြင်ရှိသူဆိုတာဘာလဲအမျော်မြင်ရှိသူဆိုတာဉာဏ်ရည်ဉာဏ်တွေအတွေ့အကြုံနဲ့ကိုယ်ရည်ကိုယ်တွေ့အစရှိတဲ့အရေးချင်းများစွာကိုပိုင်ဆိုင်ထားတဲ့ပုံကိုယ်တူပဲဖြစ်ပါတယ်အမျော်မြင်ဆိုတာလက်ရှိအခြေအနေကိုသာကြည့်ပြီးလှောက်ရှားနေတာမျိုးမဟုတ်ပဲနောက်ဆက်တွဲဖြစ်လာမယ့်အကျိုးဆက်တွေကိုပါကြိုတင်စဉ်းစားတတ်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်အမျော်မြင်ရှိတဲ့လူတယောက်ခီးဝေးကိုရှောက်လန်းဖို့အတွက်မြေပုံကိုကြည့်တတ်သူနဲ့တူပါတယ် သူတို့ဟာမျက်စိရှိကမြင်ကွင်းကိုကြည့်အောင်တမကပဲတောင်ကုန်းကိုဘလို့ဖြတ်မလဲမြေကိုဘလို့ကူးမလဲညအိတ်တဲခုဖို့ဘယ်နေရာအကောင်းဆုံးဖြစ်မလဲစတဲ့အနာဂတ်အစီအစဉ်တွေကိုပါဦးစားပေးသွေးတော်ပြင်ဆင်တက်ကြပါတယ်အမျော်မြင်ရှိသူတယောက်ရဲ့ပထမဆုံးထူးခြားချက်အရောချက်ချင်းရမယ်အကျိုးခံစားခွင့်နဲ့ရည်ရှိတည်တတ်မယ်အကျိုးကျေးဇူးကိုကောင်းကောင်းခွဲခြားသိမြင်နိုင်ခြင်းပဲဖြစ်ပါတယ်လူအများစုဟာမျက်စိရှိတဲ့မြင်ရတဲ့ပတ်စံ ဒါမှမဟုတ်အခွင့်အရေးကိုစုပ်ကင်ဖို့အလင်းစလိုလှုပ်ဆောင်တက်ကြပါတယ်။ဒါပေမဲ့အမျော်မြင်ရှိသူကတော့လက်ရှိစုပ်ကင်ရမယ့်အရာတစ်နောက်၅နှစ်နောက်၁၀နှစ်မှာဒါမှမဟုတ်တသက်တာလုံးအတွက်ဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေပေးနိုင်မလဲဆိုတာကိုချိန်ထိုးတက်ပါတယ်။ဥပမာအဖြစ်လူတယောက်ဝင်ငွေရတာနဲ့အားလုံးကိုဖြုံးတိလိုက်ပြီးပျော်ပါးခြင်းကိုရွေးချယ်နိုင်ပါတယ်။ဒါချက်ချင်းပျော်ရွှင်မှုပဲဖြစ်ပါတယ်။ ဒါပေမဲ့အမျော်အမြင်ရှိသူသူကတော့လက်ရှိမှာကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြစ်စည်းရင်းနဲ့တစ်ချိန်တည်းမှာပဲငွေကြေးစုဆောင်ခြင်းဒါမှမဟုတ်ကိုယ့်ရဲ့အရေးချင်းကိုမြင့်တင်မဲ့ပညာရက်တစ်ခုကိုလေ့လာသင်ယူခြင်းအတွက်အချိန်နဲ့ငွေကိုရင်းနှီးမြုပ်နှံပါတယ်အဲ့ဒီလိုရင်းနှီးမြုပ်နှံမှုတွေဟာဒီနေ့ချက်ချင်းအတီးပွင့်မပေးနိုင်သေးပေမဲ့အနာဂတ်ရဲ့ခိုင်မာတဲ့ဘဝအခြေခံကိုတည်ဆောက်ပေးလိုက်မယ်ဆိုတာသူတို့ကောက်ကောင်းနားလည်ထားပါတယ်ဒီလိုသွေးခေါ်နိုင်စွမ်းအားသူတို့ကိုတာမန်လူတွေထက်တလန်းတာစီပါတယ် အမျော်မြင်ရှိသူဟာအကြောင်းနဲ့အကျိုးဆက်ဆက်မှုကိုအထူးတတိပြုသူလည်းဖြစ်ပါတယ်။သူတို့ရဲ့စိတ်ထဲမှာဒီနေ့ငါဘာလောက်လိုက်ရင်မနဲ့ပြန်ဘာဖြစ်လာမလဲဆိုရက်မေးခွန်းကအမြဲရှိနေတတ်ပါတယ်။ဒီနားလည်မှုဟာသူတို့ရဲ့အဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်မှာအတိတ်ကတော့ချက်ဖြစ်လာပါတယ်။ကျမ်းမာရေးကိုဥပမာပေးကြအောင်လက်ရှိမှာအစားအသောက်ဆင်ခြင်ခြင်းလက်ကျင့်ခံလှုပ်ခြင်းဟာပျော်စရာကောင်းတဲ့အလုပ်တွေမဟုတ်ပါဘူး။ ဒါပေမဲ့အမျော်အမြင်ရှိသူတူဟာဒီလိုခက်ခဲတဲ့ရွေးချယ်မှုတွေကနေအနာဂတ်မှာယောဂပြကင်းစင်စေပြီးတက်ရှိကျန်းမာတဲ့ဘဝတစ်ခုကိုရရှိစေမယ်ဆိုတာမြင်နေပါတယ်။ဒါပြင်သူတို့ဟာစကားပြောဆွေးရမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကိုပြုတ်လုလိုက်တဲ့လောက်ရတဲ့အကိုရဲ့ဂုံတိတ်ခါနဲ့ပတ်ဝန်းကျင်ကလူတွေပေါ်ဘလို့တက်ရောက်မှုတွေရှိလဲဆိုတာကိုအမြဲဆင်ခြင်ပါတယ်။တစုံတယောက်ကိုမလေးမစားပြောဆိုလိုက်ခြင်းချက်ချင်းအကျိုးဆက်ဟာ ကိုပြောချင်တာကိုပြောလိုက်ရတဲ့စိတ်ကြည်နှံ့မှုပဲဖြစ်နိုင်ပါတယ်။ဒါပေမဲ့ရေရှည်အကျိုးဆက်ကတော့ပြည့်စည်သွားတဲ့ဆက်ဆံရေး၊ယုံကြည်မှုကင်းမဲ့လာမှုနဲ့အားကိုးရမယ်ဖြစ်လာနိုင်တာကိုအမျှော်မြင်ရှိသူကအမြင်သက်ပါတယ်။ဒါကြောင့်သူတို့ကမလောက်ခင်မှာတုံသက်ပြီးမပြောခင်မှာစဉ်းစားသက်တဲ့အလေ့အကျင့်ကိုမွေးမြူထားကြပါတယ်။ကဘာကြီးကအမြဲပြောင်းလဲနေပါတယ်။မတေချာမရေရာမှုနဲ့ပြည့်နေနေပါတယ်။ဒါတတိမူမိသူကအမျှော်မြင်ရှိသူပဲဖြစ်ပါတယ်။ အမျော်မြင်ရှိသူတွေဟာအရရာတိုင်းဟာအမြဲတမ်းတသမတ်တည်းရှိနေမှာမဟုတ်ဘူးဆိုတာကိုလက်ခံထားကြပြီးအနာဂတ်မှာ ဖြစ်လာနိုင်တဲ့မကောင်းတဲ့အခြေအနေတွေအတွက်ကြိုတင်ကာကွယ်ခြင်းတွေပြုလုပ်ထားတတ်ပါတယ်။ဒီလိုလူတွေဟာဘေးအန္တရာယ်တစ်ခုခုဒါမှမဟုတ်စီးပွားရေးကျဆင်းမှုလိုမျိုးဖြစ်လာခဲ့ရင်တောင်ဘယ်လိုရင်ဆိုင်ဖြစ်ရှင်းမလဲဆိုတာကိုစိတ်ထဲမှာအသင့်သွေးဆထားပြီးသားပါ။သူတို့ဟာလက်ရှိအခြေအနေကောင်းနေချိန်မှာပဲနောက်ထပ်လိုအပ်လာနိုင်တဲ့အရေးချင်းတွေကိုရှာဖွေတင်ယူခြင်း ငွေကြေးအရန်ထားရှိခြင်းနဲ့ပေါင်းတင်ဆက်ဆံရေးကွန်ရက်ကိုခိုင်မာအောင်တည်ဆောက်ခြင်းစတဲ့နည်းလမ်းတွေနဲ့ကို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 ခံအားကောင်းအောင်လှုပ်ထားတတ်ပါတယ်။ဒီလိုကြိုတင်ပြင်ဆင်မှုတွေကြောင့်ရုပ်တရက်အကျက်သေးတွေနဲ့ကြုံလာတဲ့အခါမှာတုံလုံးချောက်ချားခြင်းမရှိဘဲတည်ငြိမ်စွာနဲ့ဖြည့်ရှင်းနိုင်စွမ်းရှိကြပါတယ်။သူတို့ရဲ့လျှို့ဝှက်ချက်ကတော့ပြောင်းလဲမှုကိုကြောင်းရွံ့ခြင်းတဲ့ပြောင်းလဲမှုကိုလက်ခံပြီးလိုက်ရောညှိထွေနေထိုင်နိုင်စွမ်းပဲဖြစ်ပါတယ်။အမျော်မြင်စရာကိုဘွားအတွက်ကြီးပဲမဟုတ်ပါဘူး။ ကိုနဲ့ဆက်ဆက်နေတဲ့ပတ်ဝန်းကျင်နဲ့လူမှုအတိုင်းဝန်းအပေါ်ဘယ်လိုမျိုးအပြုတ်ဘောဆောင်တဲ့တရားမှုတွေပေးနိုင်မလဲဆိုတာကိုလည်းမြင်သက်ရပါမယ်။လူသားတူးချင်းစီဟာသူနဲ့သူဆက်ဆက်နေတယ်။တယောက်ရဲ့အပြုတ်မှုကနောက်တစ်ယောက်ကိုတဲရောက်တယ်ဆိုတာကိုအမျှော်မြင်ရှိသူကနားလည်ထားပါတယ်။သူတို့ဟာအချင်းချင်းဆက်ဆံရေးမှာတီးခံခြင်းနဲ့စာနာနားလည်ခြင်းကိုအမြဲတမ်းအသုံးပြုတတ်ပါတယ်။အငင်းပွားမှုတွေဒါမှမဟုတ်ပဋိပက္ခတစ်ခုဖြစ်လာတဲ့အခါမှာ ကိုနိုင်ဖို့တဲ့ရေရှည်မှာဆက်ဆံရေးမပြတ်စီအောင်ဘလို့ကင်တွယ်မလဲဆိုတာကိုဦးစားပေးသွေးသက်ပါတယ်။အမျော်မြင်ရှိသူဟာမြတ်တာ၊ဂျူနာနဲ့ရိုင်းပင်ကူညီမှုတွေဟာပေးလိုက်တဲ့အချိန်မှာတန်ဖိုးမကြီးဘူးထင်ရပေမဲ့ကိုအခက်ခဲကြုံလာတဲ့အခါသူတို့ဟာအားကိုးရမိတ်ဆွေကောင်းတွေခိုင်မာတဲ့လူမှုအတိုင်းဝန်အဖြစ်နဲ့ကိုယ်စီပြန်လာလိမ့်မယ်ဆိုတာကိုသိမြင်ထားပါတယ်။ဒါကြောင့်သူတို့ဟာကိုပန်းဝင်ကျင်ကိုတန်ဖိုးထားပြီးကောင်းမွန်စွာဆက်ဆံနိုင်ဖို့အမြဲကြိုးစားနေထိုင်တတ်ကြပါတယ်။ နေကုံချုပ်အနေနဲ့ပြောရမယ်ဆိုရင် အမျော်မြင်ရှိသူဆိုတာအနာဂတ်ကိုကြိုမြင်တဲ့မျက်စိအကျိုးဆက်တွေကို နားလည်တဲ့ဉာဏ်ပြောင်းလဲမှုကိုရင်ဆိုင်ဖို့အသင့်ရှိတဲ့စိတ်ဓာတ်တို့နဲ့ပြည့်စုံသူပဲဖြစ်ပါတယ်။သူတို့ဟာရေရှည်မှာပန်းတိုင်တစ်ခုကိုတက်မှတ်ပြီးအဲ့ဒီပန်းတိုင်ကိုတွားရလမ်းမှာတွေ့ကြုံရမယ့်အသားစီးတွေကိုကြိုတင်တွက်ဆကအစဉ်စဉ်ပြင်ဆင်တွားနိုင်သူတွေပဲဖြစ်ပါတယ်။ဒီလိုအရေးချင်းမျိုးမွေးမြူနိုင်ခြင်းအဖြစ် ကျွန်တော်ရဲ့ဘွားကိုပုံမခိုင်းပါပြီးအတိတ်ပဲရှိတဲ့ဘွားတစ်ခုဖြစ်ပြောင်းလဲဖန်တီးနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျရင်ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်နောက်နေ့ဒီမှာလည်းဒီလိုအကြောင်းအရာကောင်းတဲ့ဆက်လက်တင်ဆက်ပေးအောင်မှာဖြစ်လို့ channel လေးကိုစောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ